မင်္ဂလာပါရှင်ဒီနေ့ The Wise Believers ကနေရတာတဲ့မဆုတွေကျမ်းစာလေ့လာမှုအယံမှတ်တွေကိုသုံးပြီးတော့လေကိုရင်သိုဩဝါဒစာဒုတိယဆောင်အခန်းကြီး၄ကိုအတူတကွစူးစမ်းကြည့်ကြရအောင်နော်ဒီနေ့ကျမတို့အဓိကကြည့်ချင်တဲ့အချက်ကတော့လူသားတွေရဲ့အားနည်းချက်တွေ အဲပြောရင်ပစ္စည်းလွယ်တဲ့သဘာဝပေါ့ကျန်းစာကမြေအိုးလောက်ခိုးတဲ့အရာလေအဲ့ဒီထဲမှာဖျားသခင်ရဲ့အစွမ်းထက်တဲ့တံပိုးတော်အေဗန်ဂလီတရားရဲ့ဘုံအသိရေကဘလို့မျိုးထင်ရှားပေါ်လွင်နေတယ်လဲဆိုတာပါပဲဆိုတော့ဒီအခန်းကြီးထဲမှာအမှုတော်ဆောင်ခြင်းမှာယိုးသားမှုကဘလောက်အရေးကြီးတယ်လဲပြီးတော့မြေအိုးထဲကဘန္ဒရာဆိုတဲ့တရိုလေးစိတ်ဝင်စားစရာကောင်းတဲ့ယူဆနောက်ပြီးတော့အဆောင်မရှိတဲ့မျောလင့်ခြင်းကြောင့်ဘလို့ကြံ့ကြံ့ခံရည်တည်နိုင်တယ်လဲဆိုတာလေးကိုဆွေးနွေးသွားကြမှာပါ ကဲဒီအခန်းရဲ့အဓိကအချက်လို့ပြောလို့ရမလားလူအားနေခြင်းဆိုတဲ့မြေအိုးတွေထဲမှာအေဗန်ဂလီတရားရဲ့ကုန်ချက်တည်ရည်အဲ့ဒါဘုရားသခင်ရဲ့တမိုးတော်ပေါ့အဲ့ဒါဘလို့ထွန်းလင်းတောက်ပနေလဲဆိုတော့ကိုအရင်ဆုံးစပြီးဆွေးနွေးကြည့်အောင်အခန်းငယ်အတိတ်ကဏ္ဍ6အထိပေါ့နော်အဖွင့်မှာရှင်ပေါ်လူကဘုရားသခင်ရဲ့ကရုဏာတော်ကြောင့်ဒီလိုကုန်ချက်တည်ရည်ရှိတဲ့အမှုတော်ကိုရထားတာအဲ့ဒီအတွက်အားမရှော်ဘူးစိတ်တက်မကြဘူးလို့ဆိုထားတယ်နော်ငယ်တုဟုတ်ပါတယ် ပြီးတော့သူ့ရဲ့ရှက်စရာကောင်းတဲ့ခိုးဝအမှုတွေကိုစွန့်ပယ်တယ်။ကောက်ကျစ်ဆင်းလဲစွာမကျင့်ဘူး။ပြီးတော့လေဖျားသခင်ရဲ့နှုတ်ကပတော်ကိုကိုလိုရဆွဲပြီးမတုံးဘူးမလက်ဖျားဘူးလို့အခိုင်အမာပြောထားတယ်။ငယ်နှစ်ဒါတူတူပြက်သားတဲ့ပြောဆိုချက်ပဲနော်။သူကလူတွေရဲ့ယုံကြည်မှုကိုဘယ်လိုရယူဖို့ကြိုးစားနေတာလဲဒီလိုပွင့်လင်းမှုကဘလောက်အရေးပါတယ်လို့ဆိုလိုနေတာလဲမှန်ပါတယ်သူအဓိကထားတာကတမာတရားကိုပွင့်ပွင့်လင်းလင်းတင်ပြခြင်းပဲငယ်လေး ဟိုလိုလက်ဖြားတာဒီအယောင်ဆိုးတာဒီမသားပဲနဲ့အမှန်တရားကိုအမှန်အတိုင်းဟောပြောတယ်။ဒါကပဲလူတယောက်ရဲ့စိတ်တမာတိစိတ်နှလုံးသားကိုဖျားတခေရှေ့မှာထင်ရှားစေတဲ့နီလန့်လို့သူယုံကြည်တာဗောလေ။အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကသူဆက်ပြောတဲ့ချက်ပါ။တကယ်လို့ဧဝံဂေလိတရားက ဖုံးကွယ်နေတယ်လို့ထင်ရရင်တောင်အဲ့ဒါကတရင်စကားရဲ့အားနည်းချက်ကြောင့်မဟုတ်ဘူးတဲ့။အမ်ဟုတ်ကဲ့ ပစ္စည်းချင်းလမ်းပေါ်ရှောက်နေတဲ့သူတွေအတ္တတာဖုံးကွယ်ခံထားတာအကြောင်းရင်းတာတော့ဒီလောကကိုအစိုးရတဲ့ဖရာစာတန်ကိုယဉ်ညွန်းတာပေါ့လေအဲ့ဒီစာတန်ကမယုံကြည်သူတွေရဲ့စိတ်မျက်စိကိုကွယ်ထားလို့ဧဝံဂေလိတရားရဲ့အလင်းကိုမမြင်နိုင်တာငယ်လေးလို့သူကထောက်ပြတယ် ဆိုတော့အလင်းကတော့ရှိနေတယ်ဒါပေမဲ့အမြင်အာရုံချိုးညင်းနေလို့မမြင်နိုင်တာပေါ့နော်ဖျားသခင်ရဲ့ပုံတန်တော်ဖြစ်တဲ့ခရစ်တော်ရဲ့ဘုန်းအသေးတွေအင်းဝံဂေလိတရားရဲ့အလင်းရောင်ကိုသူတို့လက်လက်မိမိနိုင်မှုပေါ့ဒါဆိုရှင်ပေါလုရဲ့အမှုတော်ဆောင်ရင်းကသူ့ကိုယ်သူဘ ਹੁ ပြူတာမဟုတ်ဘူးဆိုတာပိုရှင်းသွားပြီပေါ့အတိအကျပါပဲဒါအရင်အရေးကြီးတဲ့အကျပါသူဘသူ့ကိုယ်သူကြောညာနေတာမဟုတ်ဘူးသူနောက်လိုက်ရှားနေတာမဟုတ်ဘူး သခင်ယေရှုခရစ်တော်ကိုသာသခင်အဖြစ်ဟောပြောပြီးတော့သူတို့ကိုယ်လိုက်ကတော့ယုံကြည်သူတွေရဲ့အကျိုးအတော်ယေရှုဤကျွန်းဖြစ်တယ်လို့ခံယူတယ်။ငယ်ငါဒါတတော်လေးနှိမ်ချတဲ့သဘောထားပဲ။ဒီအချက်ကအငယ်6နဲ့သွားချိဆက်တယ်။ကဘာဦးတုံးကအမောင်တဲကမိအလင်းကိုထွန်းလင်းစေခဲ့တဲ့ဖန်ဆင်းရှင်ဖျားသခင်ကိုရိုတိုင်းကပဲအခုယုံကြည်သူတွေရဲ့စိတ်လုံးထဲမှာအလင်းကိုထွန်းလင်းစေတယ်တဲ့။ဟုတ်ကဲ့။ဘာအလင်းလဲဆိုတော့ ခရစ်တော်ရဲ့မျက်နှာတော်မှာထင်ရှားနေတဲ့ဘုရားသခင်ရဲ့ဘုန်းကတိကိုထီကျွန်းခြင်းအလင်းပါပဲတဲ့။ဖန်ဆင်းခြင်းတန်ဖိုးနဲ့ဝိညာဉ်ရေးရနိုးထမှုအလင်းပေးခြင်းကိုချိတ်ဆက်ပြထားတာအယံအားရှိစရာပဲ။တန်ဖိုးရဲ့အရင်အမျက်ကလူစီမှာမဟုတ်ဘူး။ဘုရားစီမှာပဲရှိတယ်ဆိုတာရှင်းနေတာပေါ့။ဟုတ်ပါတယ်။ဒီအချက်ကနောက်တစ်ပိုင်းဖြစ်တဲ့အငယ်ခွန်ကနေစနေအထီကိုတိုက်ရိုက်သွားချိတ်ဆက်နေပြီနော်။အထူးသဖြင့်အငယ်ခွန်မှာပါတဲ့အင်မတန်အစွမ်းထက်ပြီးလူတော်တော်များများတည်တဲ့ပုံမှန်လေး မြေအိုးတဲကပန္တာဆိုတဲ့အတုံးလုံးပေါ့อืมထုတ်တယ်ဒီလောက်အဖိုရန်နဲ့ပန္တာအေဗန်ဂေလိတရားတို့ဘုရားဘုံတော်တိကျွမ်းခြင်းအလင်းတို့ကိုဘာကြောင့်ဒီလောက်တန်ဖိုးနေပြီးဂျိုပက်လွယ်တဲ့မြေအိုးလူခန္ဓာလူတဘာဝထဲမှာထည့်ထားရတာလဲဒါနင်းနေတော့ထူးဆန်းတယ်လို့ထင်စရာပဲမို့လားဟုတ်တယ်ပုံမှန်ဆိုရင်တော့အဖိုရန်ပစ္စည်းကိုခိုင်ခန့်တဲ့လုံကြုံတဲ့ data ထဲမှာထည့်မှာပေါ့နော်ဒါမဲ့ဒီနေရာမှာဘုရားတခင်ရဲ့ရည်ရွယ်ချက်ကစန့်ကျင်ပဲဖြစ်နေတယ် ကျမ်းဂွိုင်မှာရှင်းရှင်းလင်းလင်းပြောထားတာကတော့အလွန်ကြီးမြတ်တော်တန်ဖိုးတော်သည်ဖျားတခင်နာမှာလာ၍ငါတို့ကိုယ်တိုင်မှာမလာကြောင်းထင်ရှားစေရန်ငဲခွန်းနဲ့อืมတနည်းပြောရရင်အိုးရဲ့အာနေချက်ဟိုကျူးပက်လွယ်မှုကအထဲမှာရှိတဲ့ဖန်တာရဲ့တန်ဖိုးနဲ့တန်ခိုးတော်ကိုပို့ပြီးတော့ထင်ရှားစေတယ်ပို့လွန်စေဖို့ထက်တယ်လူစွာအားလွတ်ရခြင်းကြောင့်မဟုတ်ဘူးဖျားတခင်ရဲ့တန်ခိုးတော်တတ်တတ်ကြောင့်ဖြစ်တယ်ဆိုတာကိုအားလုံးမြင်နိုင်ဖို့ပေါ့ ိုးကပိုပျက်စီးလွယ်လေအထင်းကတန်ခိုးကပိုပြီးထူးကဲလီလိုမြင်ရစေပေါ့ပါဒါကတကယ်ကိုအတွေးခေါ်ကိုပြောင်းပြန်လန်လိုက်တဲ့အချက်ပဲနော်ကိုအားနေချက်ကအာသာချက်ဖြစ်လာနိုင်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေတယ်ပြီးတော့ရှင်ပေါ်လူကသူ့ဘရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခတွေကိုလလပါပါဝစ်ထားတာမဟုတ်ဘူးတိတိကျကျစရင်လုပ်ပြထားတယ်ဟုတ်တယ်ဘယ်ပေါင်းဆောင်က PC နှိမ့်ဆက်ခံရတယ်ဒါပေမဲ့လုံးဝကြည်မှုမတော်ဘူးဘာလို့အမှမသိအောင်အကြံအိုက်တယ် ဒါပေမဲ့လုံးဝမျောလင်းချက်မကုံဆုံးသွားဘူး။မြင်ပါနှိပ်စက်ခံရတယ်။ဒါပေမဲ့ဖျားသခင်ကဆွန့်ပြစ်မထားဘူး။မြေပေါ်လဲကျအောင်ဖြိုချခံရတယ်။ဒါပေမဲ့လုံးဝဖြစ်စည်းဆုံးရှုံးမသွားဘူး။ငယ်ရှိကိုဒီဆိုင်ရင်ကိုဖတ်ယုံနေတဲ့အသက်ရှူတော်ကျက်တယ်လို့ပဲသူတို့ဘလောက်တောင်ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုဖြတ်တန်းနေရသလဲနော်ဘဝအတွေ့အကြုံတွေဒါမဲ့အထူးအချက်ကဒုက္ခခံရခြင်းတသက်မဟုတ်ဘူးအဲ့ဒီဒုက္ခတွေကြားထဲမှာဖခင်ရခင်ရဲ့တန်ခိုးတော်အားဖြင့် ချမ်းချမ်းခံနိုင်ခြင်းမဖြစ်ရှိပဲဆက်လက်တည်ရှိနေခြင်းဖြစ်တယ်။ရှင်ပေါလုကဒီစင်ရဲ့ဒုက္ခတွေကို သခင်ယေရှုနဲ့တိုင်းရိုက်ချိန်ဆက်ပြတယ်။သူတို့ဟာယေရှုရဲ့တည်ခြင်းဒုက္ခစင်ရဲ့အသိခံခြင်းပေါ့။အဲ့ဒါကိုသူတို့ရဲ့ခန္ဓာကိုယ်မှာအမြဲတမ်းသက်ဆောင်ထားကြတယ်။ဘာကြောင့်လဲဆိုတော့အကြောင်းရင်းကယေရှုရဲ့အသက်ရှင်ခြင်းရှင်ပြန်ထမြောက်ခြင်းတန်ကိုပေါ့။အဲ့ဒါကိုလေသူတို့ရဲ့တည်တဲ့အားနေတဲ့ကိုယ်ခန္ဓာမှာထင်ရှားစေဖို့ဖြစ်တယ်။ ငယ်စဲဆိုလိုတာကသူတို့ရဲ့ဆင်းရဲဒုက္ခတွေကအတိပြယ်မယ်မဟုတ်ဘူးဟုတ်ကဲ့ဒါဟာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတန်ကိုးနဲ့အသက်တာကိုလက်တွေ့ကြကြပြတာတဲ့နီလန်းတခုဖြစ်နေတာဒါကြောင့်ဆင်းရဲဒုက္ခကခရစ်တော်ရဲ့အသက်ကိုထင်ရှားစေတဲ့စီမင်းတခုလို့ဖြစ်နေတာပေါ့ဒါပေမဲ့အငယ်စနစ်မှာပြောထားတာကပိုပြီးနည်းနည်းဆိုလိုပဲထို့ကြောင့်တည်ခြင်းတရားဒီငါတို့၌ပြုတ်ပြင်၍အသက်ရှင်ခြင်းတရားမူကသင်တို့၌ပြုတ်ပြင်၏ဆိုတော့ဒါကဘလို့အတိတ်ပဲလဲ သူတို့ဒုက္ခခံတာကတခြားသူတွေအတွက်အကျိုးဖြစ်စေတယ်ဆိုလိုတာလားဟုတ်ပါတယ်ဒါကအမှုတော်ဆောင်ခြင်းရဲ့ထူးခြားတဲ့တခါရံနားလေရခက်တဲ့အသွင်းတမျိုးပဲရှင်ပေါ်လူနဲ့သူ့အဖော်တွေကဧဗွန်ဂေလိတရားအတွက်ဆင်းရဲဒုက္ခခံရတယ်တည်ခြင်းကိုရင်ဆိုင်ရတယ်အဲ့ဒီလိုလှုပ်ခြင်းအပြင်ကိုရင့်တမျိုးကယုံကြည်သူတွေနဲ့တခြားသူတွေကဝိညာဉ်ကြီးရအသက်တာကိုရရှိခံစားစေတယ်လို့ဆိုလိုတာပါသူတို့ရဲ့အနစ်နာခံမှု ဒုက္ခခံမှုက တခြားသူတွေအတွက်ဝိညာဉ်ရေးအကျိုးကျေးဇူးဖြစ်ထွန်းစေတယ်ပေါ့ဒါကကိုကျိုးစွန့်ခြင်းရဲ့အမြင့်ဆုံးဖွန်ဆန်းတစ်ခုကိုပြနေတာကောင်းပါပြီဒီလောက်ပြင်းထန်တဲ့ဒုက္ခဆင်းရဲတွေ PI တွေကြားထဲမှာသူတို့ဘလို့ကြင်ကြံခံနိုင်ကြတာလဲဘယ်ရာကသူတို့ကိုဆက်လောက်စေတာလဲအခန်းငယ်73ကနေ78မှာမျောလင်းခြင်းရဲ့ခံနိုင်ရရှိခြင်းအကြောင်းကိုဆက်ပြောထားတယ်နော် ချင်ပေါ်ရိုကစာလန်ကျန်းဆက်တီကျန်းဆက်ကိုကိုကပြီးငါသည်ယုံကြည်သောကြောင့်ပြောဆို၏ငယ်ဆက်သုံးလို့ဆိုတယ်ယုံကြည်ခြင်းကသူတို့ရဲ့ဆက်လက်ဟောပြောဖို့ဆက်လက်ယက်တီဖို့တွန်းလှပေးတယ်ဆိုတဲ့သဘောလားအတိအကျပဲသူတို့ရဲ့ယုံကြည်ခြင်းကသူတို့ရဲ့ခန္ဓာရင်နဲ့တတိယအရင်းမြစ်ဖြစ်နေတာအဲဒီယုံကြည်ခြင်းရဲ့ဘဟုချက်ကပါလဲဆိုတော့ရှင်ဖန်ထမြောက်ခြင်းဖြစ်တယ် သခင်ယေရှုကိုတည်ခြင်းကနေထမြောက်စေတော်မူတဲ့ဘုရားသခင်ဟာသူတို့ကိုလည်းတနေ့မှယေရှုနဲ့အတူထမြောက်စေမယ်ပြီးတော့အတူတကွဘုရားသခင်ရဲ့ရှေ့တော်မှာကိုပို့ဆောင်ပေးမယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်သူတို့မှာရှိတယ်ငယ်ဆက်လေอืมဒီအနာဂတ်ဆန်ရတိချမှုဒီထာဝရမျောလင့်ချက်ကလက်ရှိကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲတွေဘလောက်ပဲကြီးမားနေပါစေ သူတို့ကိုအားမလျှော့စေပဲရှိဆက်ဖို့ခွင့်အားပေးနေတာပါဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာအလေပြောင်းတစ်ခုရောက်လာပြီလို့ထင်တယ်။ယာယီရှိချင်း temporary ပေါ့နော်။နဲ့ vartheta ချစ်ချင်း eternal ကြားကခြားနာချက်ကိုသူစတင်ပြီးရှင်းပြလာတယ်။အငယ်ဆက်ချုပ်မှာရှင်ပေါလုကထို့ကြောင့်ငါတို့ဒီအားမလျော့ပဲငါတို့အပြင်းမှန်းလူတွေဆွေးမြေ့ပျက်စီးခြင်းတို့ရောက်တော်လဲ။ အတွင်းလူမှုကတနည်းထက်တနည်းအသက်ပြုပြင်ခြင်းကိုခံရ၏လို့ဆိုတယ်။အပြင်းမှန်းလူနဲ့အတွင်းလူဆွေးမြေ့ပျက်စီးခြင်းနဲ့အသက်ပြုပြင်ခြင်းဒီဆန့်ကျင်ဘက်အချက်တွေကဘာကိုဆိုလိုချင်တာပါလဲ။ဒါရတင်းနဲ့အာရှိစရာကောက်တဲ့ဆန့်ကျင်ဘက်တင်းပြမှုပဲ။အပြင်းမှန်းလူဆိုတာကတော့ကျွန်တော်တို့ရဲ့ရုပ်ခန္ဓာကိုလူတဘာဝရဲ့အားနည်းချက်တွေ၊ဥမင်းနာယောဂဗျာဒုက္ခစရရဲ့တက်ရောက်မှုတွေပေါ့။ဟုတ်တယ်ဒါတွေကအချိန်နဲ့မျှဆွေးမြေ့ပျက်စီးသွားနိုင်တယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲအတွင်းလူ ကျွန်တော်တို့ရဲ့ဝิญဉ်စိတ်နှလုံးဖျားခင်နဲ့ဆက်သွယ်နေတဲ့အပိုင်းကတော့ဖျားတခင်ရဲ့ယေရှုတော်အားဖြင့်နေစစ်နဲ့အမြအသက်ဖြစ်ခြင်းခွန်အားဖြစ်ဝါခြင်းဖျားလေရှင်တန်ချီကိုခံစားရတယ်လို့ဆိုလိုတာပါအပြင်မှမှယိုယွင်းလာပေမဲ့အတွင်းမှာတော့ကြီးထွားနေတယ်ပေါ့အဲ့အတွင်းလူရဲ့အသက်ဖြစ်ဖြစ်ခြင်းကလက်ရှိဒုက္ခတွေကိုဘလို့အမြင်ပြောင်းစေတာလဲအဲ့ဒါကအငယ်စခုမှအထွတ်အထိပ်ကြောက်သွားတယ်ရှင်ဘောလုကဒီလိုပြောတယ် ကျွန်တော်တို့လက်ရှိချုပ်တွင်းနေရတဲ့ပေါပါသောခနာရဖြစ်သောဆင်းရဲဒုက္ခများဟာတကယ်တော့ကျွန်တော်တို့ကြွအတိုင်းထက်အလုံးတာရေးကြီးမတ်သောသာရဘုံအတည်းရကိုထိပေါ်စေတဲ့ပြင်ဆင်ပေးနေတဲ့ငယ်စခုနဲ့ဝေါ့ပြောင်းပြန်လန်လိုက်တာပဲဒုက္ခဆိုတာအလဟာစဖြစ်နေတာမဟုတ်ဘူးအတိတ်ပြန်မဲ့ဝေဒနာခံစားခြင်းမဟုတ်ဘူးသာဝရအထတမိုးရှိတဲ့အရာတစ်ခုခုကိုပြင်ဆင်ပေးနေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်နေတယ် ပေါ်ပါတယ်ခနာတာလို့တုံးထားတာကသာဝရဘုံတရေနဲ့ယဉ်လိုက်ရင်ဒီလိုဖြစ်သွားတာကို ဆိုလိုတာပါလက်ထုမှာခန်းစားရတာကလေးလံ့ပဲမယ်သာဝရရှုထောင့်กว่าကြည့်ရပေါ်ပါပါတယ်ဒါကြောင့်အဓိကတော့ချက်ကအာယုံစိုက်တဲ့ရာပေါ်မူတည်သွားတာပေါ့နော်အငယ်စချစ်မှာဆိုထားတယ်လို့ပဲမြင်ရတဲ့အရာတွေယာယီဟစ်တဲ့အရာတွေဒုက္ခဆုံးရှုံးမှုလောကရဲ့အရာအလုံးပေါ့နော်ကိုစိုက်ကြည့်နေမယ့်အစားမမြင်ရတဲ့အရာတွေသာဝရတီမဲတဲ့အရာတွေဖျားတခင်ရဲ့ဘိုးတရေ ဝိညာဉ်ရမန်တရားအနာကမျောလင်းချက်ကိုသာမျက်စိနဲ့ရောစိတ်နှလုံးနဲ့ပါစိုက်ကြည့်နေဖို့လိုတယ်ငင်းဆက်ရှိဒီမြင်ဒီရှုထောင်းကအရာအလုံးကို ပြောင်းလဲစေနိုင်တယ်နော်လက်ရှိကြုံနေရတဲ့အခက်အခဲတွေရဲ့အရေးပါပုံကိုယ့်ပေါ်တက်ရောက်မှုပုံစံကိုပြောင်းလဲသွားစေနိုင်တယ်အမှန်ပဲယာယီအရာတွေကမျက်စိရှိမှရှိနေတယ်ဆွဲဆောင်မှုရှိတယ်ဖိအားပေးတယ်ဒါပေမဲ့သာဝရအရာတွေကတာတကယ်အနစ်တရားတကယ်တန်ဖိုးအစ်မှန်ရှိတယ် ီအပေါ်မှာအယုံဆိုင်နိုင်ခြင်းစိတ်ကိုတည်ငြိမ်စွာ ထားနိုင်ခြင်းကကြံ့ကြံ့ခံနိုင်ဖို့အားမလျှော်ပဲရှေ့ဆက်နိုင်ဖို့အတိကတော့ချက်ပဲကဲဒီလောက်နှစ်နေလီအားရှိစီရကောင်းတဲ့ကျမ်းပိုက်တဲ့ကိုဆွေးနွေးပြီးတဲ့အခါဒီအကြောင်းအရာတွေကိုဒီနေ့ခင်မှာကြားဆံဖတ်ရှုဆင်ခြင်နေသူတယောက်အထွတ်ဘလို့လက်တွေ့ကြကြဆက်ဆက်စဉ်းစားနိုင်မလဲ The wise believers ရဲ့ must do တွေကဒီအပေါ်မှာဘလို့ထိုးထွင်းအမြင်တွေပေးထားပါသလဲ ထမဆုံးအချက်ဖြစ်တဲ့အာနေချင်းတဲ့မဖျားသခင်ရဲ့တန်ခိုးတော်ထင်ရှားခြင်းကိုပြန်ကြည့်ရအောင်ဟုတ်ကဲ့ the wise believers မဆူတွေကထောက်ပြတဲ့အရေးကလက်တွေ့ကြတင်ယူစရာတခုကတော့လေကျွန်တော်တို့ရဲ့ကိုယ်ပိုင်အားနည်းချက်တွေဥပမာပြောရရင်ကျမ်းမာရဲ့အခြေအနေငွေကြေးအခက်ခဲစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုယ်ပိုင်အရေးချင်းကန့်တချက်တွေကြောက်ရွံ့မှုတွေဒါတွေဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုဖုံးကွယ်ထားတဲ့အရာတွေမဟုတ်ဘူး ဟုတ်ကဲ့တကယ်တော့ဒါရီယာသူ့ရဲ့တာလွန်ထူးမြတ်တဲ့အံ့ဩဖွယ်တန်ဘိုးတော်ကိုထင်ရှားပြတာဖို့စင်မြင့်တစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲမြေအိုးကအာနဲ့လေအထက်ကဘန်ဒါရဲ့တန်ဘိုးကပိုထင်ရှားလေဆိုတဲ့သဘောတရားအတိုင်းပေါ့အင်းအင်းဖြစ်ချင်းကိုရှက်ရွံ့တာညင်းပယ်တာမဟုတ်ပဲလက်ခံဝန်ခံတတ်ဖို့ပါပြီးတော့အဲ့ဒီကန္တချက်တွေအာနဲ့ချက်တွေကြောက်ရွံ့စိတ်တွေစိတ်တန်ရတွေချားထဲမှာပဲဖျားဒီကင်ကိုပို့ပြီးအာကိုတက်ဖို့ညီခိုတက်ဖို့လေ့ကျင့်ဖို့ဖြစ်ပါတယ် ကိုကိုကိုမြင်တင်ပြတတ်ဖို့ကြိုးစားမဲ့အစားခရစ်တော်ရဲ့အတ္တတန်နဲ့တန်ဖိုးကမိမိရဲ့အားနည်းခြင်းအပြင်ထင်ရှားလာပါစေလို့ဆုတောင်းဖို့တိုက်တွန်းထားတာပါဒါတော်တော်လေးလွမြောက်စေတဲ့အမြင်မယ်နော်ကိုအားနဲ့ချက်တွေကအသာစီမဟုတ်ပဲအခွင့်အလမ်းချက်နိုင်တယ်ဆရာကဒုတိယချက်ကတော့ရိုးတောင်းကိုပွင့်လင်းမှုနဲ့သက်ဆိုင်တယ် ရှင်ဘောလူရဲ့ဆန္ဒမူနာအတိုင်းဖယားသခင်ရဲ့နှုတ်ကပတ်တော်တမန်တရားကိုကိုကျော်တွက်ဖြစ်စေလူကြိုက်များဖို့ဖြစ်စေလှည့်ဖျားတာ၊ကွယ်ဟောတာမျိုးမရှိဘဲသစ္စာရှိရှိယောသားစွာကင်တွက်ဖို့ဝင်မြောက်ဖို့အရေးကြီးရဲ့ဆရာချက်ပါပဲ။ဟုတ်ကဲ့။ယုံကြည်ခြင်းကိုဝင်မြရမှာပဲဖြစ်ဖြစ်၊တွင်တင်ရမှာပဲဖြစ်ဖြစ်ယောသားဖြောင့်မတ်မှုကအင်မတန်အရေးကြီးတယ်။ဖယားသခင်ရဲ့တမန်တရားကို ရေရောတာမျိုးပေါ်ပေါ်တန်တန်လိုတာမျိုး မဖြစ်စေဘဲ သူ့ရဲ့လေးနက်မှုတန်ခိုးနဲ့အတူတင်ပြဖို့လိုတယ်။အဓိကကတော့ကိုကိုကိုရှေ့တန်းတင်ဖို့မဟုတ်ပဲခရစ်တော်ကိုသာသခင်ဖြစ်ထောက်ပြဖို့ကိုကိုကိုတော့သူတစ်ပါးရဲ့အကျိုးအတွက်အစီအခံချက်နေအောင်ဖြစ်သဘောထားဖို့ဖြစ်တယ်။အငယ်ငါးကိုပြန်ညွှန်တာပါ။ဟုတ်ကဲ့။အာယုံဆိုင်မှုကကိုနာမည်ကြော်ချားရေးမဟုတ်ပဲခရစ်တော်ဘုံထင်ရှားရေးဖြစ်ရမယ်။ နောက်ဆုံးအချက်ကတော့ထာဝရကိုသာအာယုံဆိုင်ခြင်းဆိုတဲ့အချက်ကဒါကစကားနဲ့ပြောတော့လွဲတလောက်လက်တွေ့မှာတော်တော်လေးစိန်ခေါ်မှုရှိနေတယ်နော် နေ့စဉ်ဘဝရဲ့ fear တွေစိုးရင်ပူပန်မှုတွေချက်ချင်းလက်ငင်းပြဿနာကြီးကြတဲ့ငါထာဝရကိုအာယုံဆိုင်ဖို့ဆိုတော့ဘယ်လိုလုပ်နိုင်မလဲမဆုတွေကအကြံပြုထားတာကတော့ဒါကိုတတိနဲ့လေ့ကျင့်ယူရမယ့်အရာတစ်ခုအဖြစ်ရှုမြင်ဖို့ပါ နေစဉ်ဘွားမှာ စိတ်သက်ကြဆရာတွေစိုးရင်ဆရာတွေအမျိုးမျိုးသောဒုက္ခတွေ အလုတ်ဖြစ်အား မိသားစုပြဿနာဖျားနာမှုဆုံးရှုံးမှုကြုံတွေ့ရတဲ့အခါကျွန်တော်တို့ရဲ့သဘာဝအာရုံကမြင်နေရတဲ့လက်တွေ့ခံစားနေရတဲ့ယာယီပြဿနာတွေအခက်အခဲတွေစီကိုပဲရောက်သွားတတ်တယ်။ဟုတ်တယ်။အဲ့လိုပဲဖြစ်တတ်တာ။อืมအဲ့ဒီအချိန်မှာတတိတရားနဲ့မမြင်နိုင်တဲ့ဒါပေမဲ့တေချာပေါက်တည်ရှိနေတဲ့ထာဝရဆုလာရှင်ပြန်ထမြောက်ချင်းမျောလင်းချက်ဖျားသခင်ရဲ့ဘုံအတ္တိကိုစိတ်မျက်ရှိနဲ့ကြည့်ရှုဖို့ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ ဒီလက်ရှိဒုက္ခတွေဟာခါဝရနဲ့ရင် ပေါ်ပါတဲ့ခနာတာပဲဆိုတဲ့အငယ်ဆက်ချက်ကအမှန်တရားကိုခိုင်ခိုင်မာမာစုပ်ကိုင်ထားဖို့ပြီးတော့ဒီဒုက္ခတွေဟာအလွန်ကြီးမြတ်တဲ့အထာဝရဘုံဝတ္တရေကိုဖြင်းစင်ပေးနေတယ်ဆိုတဲ့အမြင်ကိုမွေးမြူဖို့လိုအပ်ပါတယ်။ငယ်ဆက်ချက်စခုမှာအခြေခံတဲ့ဒီရှုတော့ကအခက်ခဲတွေကြားမှာမစုပ်မနစ်ကြံ့ကြံ့ခံနိုင်ဖို့တကယ်လက်တွေ့ကြတဲ့ခွန်အားကိုပေးနိုင်ပါတယ်။ကောင်းလိုက်တာ။ဒါကြတော့ The wise believers ကနေရရှိတဲ့ထူးထွင်းအမြင်တွေကိုအခြေခံပြီး ရင်သူဩဝါဒစာဒုတိယဆောင် အခန်းကြီး၄ကိုအတူတကွာစူးစမ်းလေ့လာခဲ့တာဖြစ်ပါတယ်ရှင်။အမှုတော်ဆောင်ခြင်းမှာယောသားမှုရဲ့ရေးပါပုံလူအားနေခြင်းဆိုတဲ့မြေအိုးထဲမှာဖျားသခင်ရဲ့တန်ခိုးတော်ဆိုတဲ့ဘန်ဒါကဘလို့အံအောင်းဝဲထင်ရှားပလဲဆိုတဲ့စန့်ကျင်ပဲအမှန်တရားပြီးတော့ထာဝရရှုထောင့်ကပေးတဲ့ခဏန်ရီခွင့်အားတွေရဲ့အပြန်အလှန်ဆက်ဆက်မှုတွေကိုကျမတို့တွေ့မြင်ခဲ့ရပါတယ်တကယ်ပဲစိတ်ဝင်စားကြကောင်းတာက နှစ်ပေါင်း2000နီးပါးကြာခဲ့ပြီဖြစ်တဲ့ဒီကိုရင်သူဩဝါဒစာတဲ့ကစကလုံးကြီးဟာဒီနေ့ခေတ်မှာကျွန်တော်တို့ကြုံတွေ့နေရတဲ့စင်ရဒုက္ခအာနေချက်မျိုးလင်းခြင်းနဲ့ပတ်သက်တဲ့တွေ့အကြုံတွေနဲ့ဘလို့တိုက်ရိုက်စကားပြောနေတယ်လဲဆိုတာပါပဲအထူးသဖြင့်မြေအိုးဆိုတဲ့ပုံရင်းကလူသားတိုင်းရဲ့အခြေအနေမှန်ကိုထင်ဟနေတဲ့အတွက်အခုထိတိုင်အင်အားကြီးမားပြီးအစွမ်းထန်နေတော့ပဲဟုတ်တယ်နော်ကျွန်တော်တို့အားလုံးကဒီနေ့မဟုတ်ဒီနေ့နဲ့အားနေကြတယ်ချိုးပဲ့လွယ်ကြတယ် ဒါပေမဲ့အဲ့ဒီထဲမှာပဲဖျားထခင်ရဲ့တန်ခုကအလုံလုံနိုင်တယ်ဆိုတာအားရှိစရာပဲဒီဆွေးနွေးမှုကနေဆက်လက်ပြီးစဉ်းစားစရာအတွေးတစ်ခုကိုခြံထားခဲ့ခြင်းပါတယ်ချင်းငယ်ဆက်ချောက်အလင်းကျွန်တော်ရဲ့လက်ရှိကြုံတွေ့နေရတဲ့ယာယီဒုက္ခဆင်းရဲတွေက ထားဝရဘုံဝတ္တီရေကိုတကယ်ပဲပြင်ဆင်ပေးနေတယ်ဖြစ်ပေါ်စေတဲ့ဆိုရင်ဘုရားသခင်တန်ခိုးတော်ဟာကျွန်တော်ရဲ့တိကျတဲ့အာနယ်ခက်တွေတိကျတဲ့ဒုက္ခတွေတိကျတဲ့ကြိုးပတ်မှုတွေထဲမှာဘလို့တိကျတဲ့နိလန်းနေနဲ့ပြေဆုံးလာတယ်အလုတ်လုတ်တယ်ဆိုတာကိုတတိပြုအတိမဲ့ပြုခြင်းကလေကျွန်တော်ရဲ့နေစဉ်စဉ်ခေါ်မှုတွေလူမှုဆက်ဆံရေးတွေနဲ့ကိုကိုကိုရှုမြင်တဲ့ပုံစံကိုဘလို့မျိုးအတိတ်ပဲရှိရှိပြောင်းလဲသွားစေနိုင်မလဲဒါကိုဆက်ပြီးစဉ်းကျင်ကြည့်ဖို့ပါဒီအတွက်တို့ကလေးလာဆွေးနွေးမှုမှာပါဝင်ပေးတဲ့အတွက်ကျေးဇူးများဟိတင်ပါတယ်ရှင်